ဆရာကျွန်တော်မေးခွန်းတစ်ခုမေးလို့ရမလားခင်ဗျာအာဒီနေ့မှတွေ့ရတာမေးပါဗျာအာမထုတ်ရပဲနဲ့ဖြစ်ပျက်ကိုဘယ်လိုမြင်အောင်ရှုနေရမလားခင်ဗျာဒါဒီအားလည်းမထုတ်ပဲရက်တန့်၍လည်းမနေပဲဩဃလေးပြတန်တရားမှလွန်မြောက်ခဲ့ပါတယ်ဘသူဟောတာလဲမြင်တဲ့အခါကျတော့ရောဟိတနတ္တကိုဟောကြားခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ ဖြည့်ပြည့်ကိုတော့မြင်အောင်ရှိလို့မရပါဘူးဖြည့်ပြည့်ကဥပဒနာညာဖြစ်ပါတယ်အားလည်းမတွေ့ပဲရတန်းရွေလည်းမနေပဲဆိုတော့ကျွန်တော်တို့ကခဏခဏပြောပါတယ်သာသနာတော်မှာတမာဒိဋ္ဌိ၅မျိုးရှိတယ်ဟလာအဲ့ထဲမှာ၃ခုပြောမယ်ဥပဒနာတမာဒိဋ္ဌိမက်တမာဒိဋ္ဌိဖူတမာဒိဋ္ဌိဥပဒနာတမာဒိဋ္ဌိကတော့ယုံနံဖြည့်ပြည့်တွေမှတ်တာဖြစ်ပါတယ်ဒါတောင်မှရင့်ကျက်လာရင်ယုံနံဖြည့်ပြည့်တွေမှတ်တာမဟုတ်ပါဘူးအဲ့ဥပဒနာခန္ဓာရဲ့မရှိတာတွေကိုမရှိဘူးမရှိဘူးလို့မှတ်တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့မဟုတ်စရာကြီးရဲ့ဥပဒနာတမာဒိဋ္ဌိမှာဟောကြားခဲ့ပြီးတာဖြစ်တယ် ခန္ဓာမရှိတာသိတာဥပဒနာသမားဒိဋ္ဌိဖြစ်ပါတယ်။ဒါလို့ဥပဒနာခန္ဓာကိုမရှိဘူးမရှိလို့မှတ်တာဥပဒနာသမားဒိဋ္ဌိအစစ်ဖြစ်ပါတယ်။နောက်မဲ့သမားဒိဋ္ဌိကြတော့ဥပဒနာခန္ဓာကြီးအစင်မရှိတာကိုသိပြီးတော့မှဒါပေမဲ့ तू ကလည်းခန္ဓာစွန့်တဲ့အလုပ်ဒနာစွန့်တဲ့အလုပ်ကိုလုပ်ပါတယ်။အခန္ဓာစွန့်တဲ့အလုပ်ဒနာစွန့်တဲ့အလုပ်ကိုလုပ်နေတဲ့အတွက်မဲ့ညာမင်းနိဗ္ဗာန်မြင်ညာတော်လည်းပဲပိဋ္ဌညာကိုဖွညာကိုမရရှိသေးတဲ့အတွက် तू လည်းပွားများတဲ့အလုပ်ကိုလုပ်ရပါတယ်။အဲပွားများတဲ့အလုပ်ကိုလုပ်တဲ့အတွက် ခန္ဓာစုံနဲ့လုတ်ဒနာစုံနဲ့လုတ်ပေါ်လာတဲ့ကိလေသာတွေဥပါဒေခန္ဓာတွေကိုမရှိဘူးမရှိဘူးလို့ရှုမှတ်ပွားများတဲ့အလုပ်ကိုလုပ်ရပါသေးတယ်။ဒါမဲ့သမာဓိဒီမှာပေါ့။ပိုသမာဓိဒီကြတော့ဟလာခန္ဓာလည်းမြင်ရတယ်ကိလေသာလည်းမြင်ရတယ်မြင်ရတဲ့ကိလေသာတွေအစင်မရှိပါဘူးလို့ဉာဏ်ခိုင်ခန့်စွာဟလာအဲ့ပုံမှာ၄ချက်ကျွန်တော်ပြောထားပြီးသားပါ။ပေါ်လာတဲ့ကိလေသာတွေကသိနေတာပုံပါ။နောက်ဥပါဒေခန္ဓာတွေအစင်သောတိနာဥစီကိစ္စသန္ဓေကိုဆုံးသွားပြီဖြစ်တဲ့အတွက်ဝိကိတကတံကတော့ ရှုမှတ်ပွားမြတ်စွာကိစ္စပြီးဆုံးသွားပြီဖြစ်တဲ့အတွက်မရှိအောင်အထောက်ကြာကိစ္စမလိုအပ်တော့မလိုအပ်တော့ပဲတဲ့အတွက်အဲ့အဲ့ဒါဆိုရင်ပြပစ်ဆိုသူကပြောညာဘူးဝိတာရိစ္ဆပတ်တော့ကိုပိုင်ညာဖြင့်ဟလာကျွန်တော်ဝင်ပြီလို့ဆုံးဖြတ်နိုင်တယ်ပုဂ္ဂိုလ်များရဲ့အသိဉာဏ်ပဲဖြစ်ပါတယ်ဒါဓမ္မစကြာမှာဒီဝင်ဟောခဲ့ပြီးသားဖြစ်ပါတယ်ဒါတိဏဝစီကိစ္စဝိကိတကတံကတော့ပြပစ်ဆိုဝိတာရိစ္ဆပတ်တော့ကိုကဘယ်ခီးကိုသွားမှလဲဟလာဝိပဿနာဉာဏ်ကိုပွားခြင်းတာလားမဲ့ဉာဏ်ကိုပွားခြင်းတာလား ဖုန်ညာနဲ့နေကြတာဖုန်ညာကိုတော့ပွားတယ်လို့သုံးလို့မရပါဘူးဖုန်ညာဆိုတာ plus ဆိုရဲတမာဘတ်ဆိုရဲ plus ဆိုရဲအကျိုးတရားတွေကျွန်တော်တို့လူသားတိုင်းမှာလူသားတိုင်းမှာရရှိနေတဲ့အကျိုးတရားတွေရှိပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့ကိလေသာတွေကကိုုံနေတယ်ချုပ်နေတယ်ငြိမ့်နေတယ်လွတ်နေတယ်အဲ့ဒါခဏလာအစဉ်လာမေးလို့ရှင်ကလေးသာတည်ရခဏတည်ရလားအစင်တည်ရလားမင်းအစင်တည်ရပါခင်ဗျာအဲအစင်တည်ရဒါပြင်အစင်ကုန်တယ် အစင်ရှုပ်တယ်အစင်ကြီးနဲ့တင်လွတ်တယ်ဆိုရင်အဖြေရပါတယ်အဲ့ဒီအသိရောအရင်ဆုံးထုံညာနဲ့နေလို့တဲ့ပုံကများအဲ့ဒီ knowledge ကိုအရင်ဆုံးရအောင်ကျွန်တော်တို့ကသုံးရပါမယ်အဲ့ဒီအသိကိုအရင်ဆုံးရအောင်ကြိုးစားရပါမယ်အဲ့ဒီအသိရပြီဆိုလို့ရှိရင်အဲ့ဒီကိလေသာတွေကိုမြင်ရပြီးတော့ကိလေသာကိုမစွန့်မဲနဲ့နေနေသွားပါလိမ့်မယ်ဒါမှမဟုတ်ကုံရချုပ်ရငိမ့်ရလွတ်ရပုံမှာအပမဒိနာသမန္တိထမမေးမလျော့မပေါ့ဆသောတရေဖြင့်နေကြပါစွာဘုရားရှင်တိုင်းရဲ့ ရိနိဗ္ဗာန်သုံးမှာနောက်ဆုံးဟောကြားခဲ့တဲ့တုတ်တံဖြစ်ပါတယ်ဒါမှမဟုတ်ဘလို့နေရမလဲလို့မေးရင်တော့ကိုယ်နာနဲ့နေပါငိမ့်နာနဲ့နေပါချုပ်တာနဲ့နေပါလွတ်တာနဲ့နေပါအဲ့ဒါလည်းကျွန်တော်ကမနေတတ်မှကြောက်လို့ပြောပြီးသားပါကိုယ်နာနဲ့နေတဲ့အခါကျတော့သူကမကုန်နာတွေလာပြတယ်ချုပ်တာနဲ့နေပါဆိုတော့မချုပ်တာတွေလာပြတယ်ငိမ့်နာနဲ့နေပါဆိုတော့မငိမ့်နာတွေလာပြတယ်ဟုတ်လားလွတ်တာနဲ့နေပါဆိုတော့ညှိတာတွေလာပြတယ်အဲ့တော့မနှောနဲ့ ဝิญဉ္ဇီနဲ့ပညာသီးကအမြဲတမ်းဒွန်တွဲနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တရားထိုင်ဖို့ဒီဘုံညာနဲ့နေဖို့စဉ်းစားလိုက်တဲ့အချိန်တိုင်းမှာဘာတွေတွေ့လဲပူတာတွေတွေ့တယ်နေခိုင်းတာဆရာငိမ့်နေတဲ့နေပါပြောတယ်အခုအာယုံမှာမနှောကပြောတာပူတယ်လို့ပြောတယ်အဲ့ဒါကိုကျွန်တော်တို့ပူတာကိုဘာကြောင့်ငိမ့်တယ်လို့ပြောတာလဲဆိုတော့ညံပြအောင်နားလဲရမယ်အဲ့ပူတာဖြည်းဖြည်းပြက်ပြီးတဲ့တရားမရှိတဲ့တရားအာယုံတရားတော့သိရမှာခဏမရှိတာမဟုတ်ဘူးအစင်မရှိတာလို့သိရတယ် ဟုတ်လားဒါအောင်အပူဓာတိပင်လည်းငြိမ့်တာပဲလို့သိသိသွားပြီဆိုရင်တော့ပူတယ်လို့သိတာဝิญဉ္ဇဉ်သိငြိမ့်တယ်လို့သိတာပညာသိအဲပညာသိနဲ့နေနိုင်ဖို့ကြိုးစားပါအဲတော့ပူတဲ့နောက်ကိုအရှိတားကြီးဖယ်တဲ့နောက်လိုက်မယ်ဆိုရင်တော့အဲပွားများတဲ့ဘက်ကိုရောက်သွားမယ်ပူဓာတိပင်လည်းငြိမ့်အောင်မလုပ်ရဘဲနဲ့ငြိမ့်တယ်လို့သိပြီးတော့ငြိမ့်နိုင်တဲ့နေနိုင်ရင်တော့အရိယာများနေတိုင်းကျင့်သုံးတဲ့ဟုတ်လားပလတ်တမဘလို့လည်းခေါ်တဲ့ငြိမ့်နိုင်တဲ့နေနိုင်တဲ့အနေအထားကိုရပါလိမ့်မယ် နောက်ကိလေသာဖြစ်တဲ့ကောညှိလို့ဖြစ်တယ်မညှိဘဲနဲ့ကိလေသာပြုလုံးတာမရှိဘူးဒါမှမဟုတ်ကိလေသာမဖြစ်အောင်ဖြစ်အောင်လုပ်လို့မရဘူးဆိုတာအဲ့ဒါပဲတော့ဖြစ်အောင်လုပ်နေဖြစ်တာသည်ပြည့်အောင်လုပ်နေဖြစ်တာသည်ဆရာတော်ဘုရားကြီးတွေအများဆုံးပြောခဲ့ကြရတဲ့ပုံတွေကနော်ဒါမှမဟုတ်ကိလေသာညှိလို့ဖြစ်တယ်မှန်ပါတယ်ဒါပေမဲ့အဲ့ဖြစ်တဲ့ကိလေသာကြီးကိုရှိရလို့ယူပြီးကိလေသာအဲ့ဖြစ်တဲ့ကိလေသာကိုကျွန်တော်တို့ကရှိရလို့ထင်တော့အဝိဇ္ဇာလည်းရှိပြီကိလေသာလည်းရှိပြီတဏှာကြီးရလည်းလေဒါကတရှိအရှိထားပြီးတော့မှဒီကိလေသာကိုမရှိအောင်ဖြစ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 ်လို့ပွားရလို့ရှိရင်အဲဒါမှမဟုတ် အာယုဏသင်္ခါရအနာယုဏနိဗ္ဗာန်အာထုရင်တန္တရာအာမထုရင်နိဗ္ဗာန်ဆိုတာဘယ်သူမှကျွန်တော်တို့ဒီဥစ္စာကိုဟုတ်လားဒီပါဠိ definition ကိုဘာသာပြန်ခဲ့ရတာမရှိဘူးအဲ့ပရမတ်နေမှာပြောတော့အာထုရင်တန္တရာဆိုတာဒါမှမဟုတ်ဟုတ်လားအာထုလိုက်တာနဲ့ကိလေသာကိုဖယ်မယ်လို့စဉ်းစားလိုက်တာနဲ့ကိလေသာကိုအရှိထားပြီအဝိဇ္ဇာလည်းရှိရပြီဟုတ်လားသူ့ဖယ်လိုက်တဲ့အချိန်မှာပဲအရှိထားပြီဖယ်လိုက်တဲ့အချိန်မှာပဲတန္တရာလည်သွားပြီတော့ဗျာနော်ဒါမှမဟုတ်အာထုရင်တန္တရာလို့ပြောတာအာမထုရင်နိဗ္ဗာန်ဆိုတော့အဲ့ကိလေသာကမရှိပါဘူးလို့ကျွန်တော်တို့က အညိရာကွာလွတ်တာပါလို့သိတယ်။ဘာကြောင့်လွတ်တယ်လို့သိတယ်လဲ။ညိရာကွာအာယုံအစင်မရှိလို့သိတဲ့အတွက်ညိတဲ့ကိလေသာတွေကလွတ်နေပါလေလို့ကျွန်တော်နားလည်ခွင့်ရသွားတာသဘောတရား။နော်။အဲ့လိုနားလည်ခွင့်ရသွားတဲ့အတွက်ဟလာညိရာကိုလွတ်အောင်အာမထုတ်တော့ပဲနဲ့အစင်လွတ်ပါလို့နားလည်ပြီးတော့မှညိရာဒီပင်လင်ကျေးဇူးရှင်ဖြစ်ကိုပြောင်းနိုင်ပြီးတော့ညိရာဒီပင်လင်လွတ်တာပဲလို့နေနေသွားပြီဆိုရင်အဲ့ဒါဂျိန်းနာနဲ့နေတာဖြစ်ပါတယ်။လွတ်တာနဲ့နေတာဖြစ်ပါတယ်။ကုံနာနဲ့နေတာဖြစ်ပါတယ်။ချုပ်တာနဲ့နေတာဖြစ်ပါတယ်။ဒါမှမဟုတ် အဲ့မှာဝิญဉ္ဇီနဲ့ပညာသိမှာတော့ဝิญဉ္ဇီကတော့အမှားပဲအမြဲတမ်းပြောပါတယ်အဲ့အမှားပြောတာကိုပြီးရင်ကျွန်တော်တို့ကအမှန်ကိုသိပြီးတော့မှသူ့ကိုပယ်ခြင်းတွယ်ခြင်းမလုပ်ဘဲနဲ့ငြိမ့်တဲ့အတိုင်းလွတ်တဲ့အတိုင်းပုံတဲ့အတိုင်းချိုးတဲ့အတိုင်းနေနိုင်ပြီဆိုရင်တော့အဲဘုရားရိယာတို့ခံစားတဲ့နိဗ္ဗာန်ချမ်းသာကိုဘုရားရိယာတို့နဲ့ထပ်တူကျွန်တော်တို့ခံစားနိုင်ပြီဖြစ်ပါတယ်လာလို့ရမလို့တဲ့နော် ဟုတ်ပါရဲ့ဆရာဒါဆိုရင်ဟိုစားစင်ကြယ်ပါလေလို့သိနေရင်ဖလားတမပတ်နဲ့သိမဝေးဘူးပေါ့ဆရာဘလောက်กว่าတဲ့ဘယ်လွယ်ဘူးဟာလားဒီသင်္ခါရရက်တဲ့ပညာပေါ့နော်သင်္ခါရရက်တဲ့ပညာဆိုတာဟာကျွန်တော်တို့ဒီတန်တရားဘာကြောင့်လဲတာလဲဆိုတော့သင်္ခါရကြောင့်အာယုံမှာပေါ်လာတယ်အာယုံမှာပေါ်တဲ့ယုံနံတွေကိုဟာလားအရှိထားတယ်ဟာလားပဲတယ်တွေ့တယ်ဆိုတော့ကျွန်တော်တို့သမှုရသစ္စာအများအားလုံးနေအဲ့တော့ အဲ့ဒီမှာမှာရှိတယ်ကျွန်တော်တို့ကာသင်္ခါရဝစီသင်္ခါရစိတ်ဓာတ်သင်္ခါရဆိုရဲအဲ့တရားတွေကလည်းဟာလာအရှိထားပြီးတော့ပယ်တဲ့တွေ့တဲ့ခါမှာဟာလာမနောကံနေစဖြစ်တာပေါ့နော်မနောကံနေဒီသင်္ခါရကိုလုံးတယ်ဒါမှမဟုတ်သန္တရာကိုသိရမယ်ဆိုတာသန္တရာဆိုတာဘာလဲလို့ပြီးတော့ကျွန်တော်အများအမ်းပြောပြီးပြီဟာလာဒီဓမ္မဆက်ကဝိဒနာတုတ်ဆိုတာသန္တရာဆက်ကိုရက်တန့်စေပြီးဓမ္မဆက်ကိုလက်ပတ်စေသောကြောင့်ဓမ္မဆက်ကဝိဒနာတုတ်တာလို့ဟောတယ် တန်တရာဆက်ကိုရက်တန့်စီ၍ဓမ္မဆက်ကိုလည်ပတ်စီတော့ကြောင့်အဲ့တော့ကျွန်တော်တို့ကတန်တရာဆက်ဝိုင်းကြီးတော့မြင်ရတယ်တန်တရာမသိဘူးတန်တရာဆိုအဲ့မှာဘယ်လိုရုံဏတွေကိုအရှိထားရင်အဝိဒ္ဓါလည်းရှိတယ်ဒုက္ခလည်းရှိတယ်ဟလာအဲ့မနောရဲကိုဒုက္ခရောက်ပါစေလို့ဆုတောင်းရအောင်ပေါ့ဘဒုက္ခအာရမဏိကတွေကို24ပစ္စည်းတတိယကျေပြုပြုလို့အာယုန်နဲ့အာရမဏိကဈာထဲမှာရှိတဲ့ energy လို့ခေါ်တဲ့24ပစ္စည်းတတိယကျေပြုပြုလို့ကျွန်တော်တန်လျာလဲ အဲ့တော့အာယုံမှာယုံနာရှိရဆိုတဲ့ဒုက္ခရှိပြီဒုက္ခရှိရပြိတာရှိရဆိုတဲ့မီးရလည်းလောင်ပြီအဲ့ဒီမီးတွေဒုက္ခတွေကမနှောရရောက်ပါသေးလို့ဘယ်သူမှကိုယ်မနှောကိုလောင်မလုပ်ဘူးအဲ့ထဲမှာရှိတဲ့အနန္တပြည့်စုံကမနှောတဲ့ကိုအချမ်းရှိရောက်တယ်အချမ်းရှိရောက်သမန္တပြည့်စုံရောက်သာသနာပြည့်စုံရောက်အတူတကဆင်းရဲကြတယ်နောက်အညမ်းမြတ်ပြည့်စုံရောက်အပြန်လန်ဆင်းရဲကြတယ်အဲ့ဒါအဲ့လိုတန်တရားလဲအောင်ဘယ်သူကလောက်တာလဲဆိုတော့အဝိဇ္ဇာလောက်တာပြောတာအဝိဇ္ဇာတခုတည်းမဟုတ်ဘူးအဲ့ဒီအဝိဇ္ဇာအဝိဇ္ဇာကလည်း ဒီမရှိတာတွေအရှိထားလိုက်တဲ့အခါမှာအာယုံမှာအာယုံနဲ့အာရမဏိကကြားထဲမှာသဘာဝတရားရရှိနေတဲ့ဒီစွန့်ရင်နဇလိပတိတတ္တိယမနှောတဲ့ကိုစင်းရအောင်သူကလုပ်တယ်ဟုတ်လားဘယ်သူတွေကပို့ဆောင်လဲအနန္တပစ္စည်းကပို့ဆောင်တယ်အာယုံကဒုက္ခကိုအာရမဏိကပို့ဆောင်တယ်အာယုံကဒုက္ခကိုအကြမ်းမရှိမနှောတဲ့ကိုရောက်တယ်အကြမ်းမရှိရောက်တယ်အညမညအပြန်အလှန်စင်းရကြတယ်သာသာတအတူတူကစင်းရကြတယ်ဆိုတော့အဲ့ဒီနဇလိပစ္စည်းတတ္တိကြီးရလုတ်လိုက်တဲ့အတွက်တောင်ဖရာဒုက္ခဆိုတာဘာကိုပြောတာလဲမီးတော့ ဒီအာယုံဥပါဒေခန္ဓာကြီးကိုဖေကဒုက္ခလို့ပြောတာအဲ့ဒုက္ခတွေဖြစ်နေတယ်အခုကျွန်တော်တို့ထဲမှာသားအတွက်ဆိုရင်ရတယ်သမီးအတွက်ဆိုရင်ရတယ်ကိုရင်းအတွက်ဆိုရင်ဥမာနာမတိမာအတွက်ဆိုရင်ရအဲ့ဒုက္ခတွေမနှောတဲ့ကိုစုပုံပြီးတော့အခုရောက်ရှိနေတာတွေဟာဘယ်သူကပို့တာလဲအာယုံမှာမရှိတဲ့ဟာတွေအဲအာယုံကပို့တာအာယုံမှာမရှိတဲ့ဟာတွေကိုအရှိလောက်ထားတဲ့အဝိဇ္ဇာရဲ့တဏ္ဍာရဲ့အဲ့နှစ်ခုကကြီးစုပြုလိုက်တဲ့အတွက်ဒုက္ခအာယုံမှာပေါ်လာတယ်အဲ့ဒုက္ခတွေက မနောရဲကို24ပစ္စည်းတတ်တိနဲ့ကျေစုပြုလိုက်တဲ့အတွက်မနောရဲမှာတခါလေအဲ့ဒါနေမနိုင်ထိုင်နေလောက်အောင်ပူလောင်ဆင်းရဲမှုတွေကျွန်တော်တို့ရောက်ရှိရရှိလာရတဲ့သဘောတရားအဲ့ဒါကြောင့်မလို့အဲ့ဒါကိုဟာလာအာယုံကအညာပြည့်စောစွာအပြန်အလှန်ကျေစုပြုတယ်အာယုံကနေပြီးတော့မှအာယုံဆင်းရဲကမနောရောက်မနောဆင်းရဲကအာယုံရောက်ထက်ကထက်ကအဲ့ဒုက္ခတွေလက်ပတ်နေတာကိုတန်တရားလို့ဘုရားရှင်ကဟောတာအဲ့တန်တရားကိုဟောကြားလို့မရှိသေးမြတ်တန်တရားရဲ့အမှန်ကိုကျွန်တော်နားမလဲတော့အဲ့တန်တရားကိုမသိသေးမြတ်လဲတန်တရားမရက်နိုင်တော့ ဒါမှမဟုတ်အဲ့တန်တရားကိုကျွန်တော်တို့ကတန်တရားဆိုတာဗာလေလေပတ်နေတယ်ဝင်းနေဝိုင်းနေဆိုတာလေပတ်နေတာအဲ့ဒုက္ခဆက်ကြီးဟလားအော်တိုလေပတ်နေတဲ့သဘာဝအဲ့တော့အဝိဇ္ဇာရှိနေတဲ့တတ္တဝါတွေတဏှာရှိနေတဲ့တတ္တဝါတွေဟာအဲ့လိုကြည်သူပြင်အပြင်တန်တရားကြီးကိုလဲနေပါတယ်လို့မသိသင့်မြတ်ဟလားတန်တရားကိုမသိကြဘူးဒါကိုကျွန်တော်အမြဲတမ်းပြောရဲယောဓမ္မပတ္တိသောပရိစ္ဆေသမုပ္ပန္နပတ္တိအကျဉ်းသူသည်ဓမ္မကိုသိတဲ့အကျဉ်းသူသည်တန်တရားသိတယ်အဲ့ကဓမ္မဆိုတာဗာလေပြီးတော့ ခုနပြောတဲ့ဓာလီဘယုံနံကြီးပဲပြောတာစိတ်ဆင်းရဲစရာကောင်းတာဆိုတော့ဓာလီဘယုံနံကြီးပဲလာပြောတယ်ဓာလီဘယုံနံကြီးကတန်တရားလည်းမပါဘူးခန်းရတာပဲပါတာ तू อ่ะ तू တန်တရားလေအောင်လုံနေတဲ့တရားမဟုတ်ဘူးသဘောတရားအဲ့ဒါဘယ်ယုံနံကတော့တန်တရားလေအောင်လုံနေတာလေအာယုယုံနံကသာလေတန်တရားလေအောင်လုံနေတာဟုတ်တယ်မလားဓာလီဘယုံနံကတန်တရားလေအောင်မလုံနိုင်ဘူးသဘောတရားအဲ့ဒါကြောင့်မလို့ဟလာဒီဥပနိုင်ခန္ဓာကိုတန်တရားလို့သိသွားတဲ့အတွက် တန်တရားပဲရှိမှရသွားမှာလေဒီဥပါဏခန္ဓာကြီးဒီဒုက္ခကြီးအာယုန်ကြီးကအာယုန်လေးကြီးအာယုန်ကြီးကအစင်မရှိပါဘူးလို့ဟာလာကျွန်တော်သိသွားတဲ့ကြိုင်နဲ့ဒီမနှောတဲ့ဒီဒုက္ခလည်းမလဲနိုင်တော့ဟုတ်တော့ဒါကြောင့်မလို့ဟာလာကျွန်တော်ခဏခဏပြောတယ်ဓမ္မကိုသိရမယ်ဓမ္မကိုသိရမယ်အာယုန်ကိုသိရမယ်ဆိုတော့အခုအာယုန်အရေးဆိုပြီးတော့ပြောင်းနေကြသေးတယ်ကျွန်တော်သဘောတရားအရေးဆိုတဲ့လူများလည်းပြောနေကြတော့ဟာလာသူတို့မသိတာက အဲ့ဒါစာရီပဲတင်ပြီးတော့တကယ်ခန္ဓာပေါ်မှာပဲသူတို့ဆွဲနေကြတယ်တကယ်တမ်းကျတော့ဗာလဲသဗ္ဗိဓမ္မမနောဝိညာဏဓာတုယတန်သမုဂ္ဂနိစ္စဓမ္မနံအာရမဏပြည့်စည်နာပြည့်စည်ရောအလုံးစုံသောသိစရာဓမ္မအပေါင်းတို့သည်အဲ့ဒါမနောဝိညာဉ်နဲ့ရှင်တွဲဖြစ်နေကြပါတယ်ပြီးတော့မနောဝိညာဉ်ကိုအာယုံအားဖြင့်ကျေးဇူးပြုနေကြပါတယ်အာရမဏပြည့်စည်ပါမယ်တရားဝင်ပြောခဲ့တယ်ဟုတ်ပါတော်တော်မင်းတို့ရဲ့ဝိဓမ္မဘောင်းကျုပ်ထဲမှာလည်းရှင်းပြတာစိတ်ဆိုတာဗာလဲအာယုံကိုတိတတ်သောသဘော ကျွန်တော်သိနေတဲ့စိတ်ကအာယုံပဲသိတာဟုတ်လားမနေ့ကပဲဟိုကိုတင်မောင်ညွန်းရေးတယ်မနောတက်ရဲ့ဟုတ်လားမနောဝိညာဉ်ရဲ့မနောတက်ရဲ့ဆိုပြီးတော့ဟုတ်လားကျွန်တော်တို့မနောဝိညာဉ်ကမိမ့်မိန်လေးသိတာသကုဝိညာဉ်သောတာဝိညာဉ်ကဏဝိညာဉ်ဇီယဝိညာဉ်ကသိကမတ္တဟုတ်လားမနောဝိညာဉ်နဲ့ဓာတ်ကြမှာအဲအဲကြမှာသူကအကုန်သိတာဖြူတာရောမဲတာရောကောင်းတာရောဆိုးတာရောယုတ်တာရောအကုန်သိတာမနောဝိညာဉ်နဲ့ဓာတ်ကြမှာသိတာ အဲမနောဝိညာဉ်ကသိတဲ့အခါကျလည်းဘာသိရဆိုဓမ္မယုံသိရတာတကယ်ဖြစ်ဖြစ်တဲ့အရာသိရတာမဟုတ်ဘူးဖြစ်ပြီးပြည့်ပြီးသားအရာတွေကြီးပဲသိရတာဟုတ်တယ်ဒါကြောင့်မလို့ဓမ္မဆိုတာအာယုံမှာပုဂ္ဂတရာမဟုတ်ပါဘူးလို့ပြောကြဲတဲ့လောက်ပြောကျွန်တော်တို့တကယ်ယုံနိုင်သိခဲ့တာပဲဟလားအခုသွားမေးကြည့်တကယ်ယုံနိုင်တရားပါလို့ပြောတဲ့လူတွေအပယ်လွတ်လာလို့နေတဲ့အခါကျတော့ဟောလွတ်ကြတယ်အဲတကယ်ဓမ္မသိတဲ့လူကျတော့လွတ်သွားပြီဒီနေရာမှာလေဓမ္မဆိုတာအာယုံမဲ့ပုဂ္ဂတရာမဟုတ်ဘူး ခဏမောတာမဟုတ်ဘူးအစဉ်မောတာလို့သိပြီးတော့အပေလေးမျိုးကလွယ်ကူစွာရရတယ်ဆိုပါလေအဲ့ဘာဖြစ်လို့လဲဟာဒါမလို့အရိယာတွေပြောတဲ့စကားကိုနားမထောင်ကြလို့ဟာအပေတော့လူရှင်ညတာကြီးပဲဒါပေမဲ့မိုက်ကြတယ်ဟာအာယုံကိုသိမကန်းကြီးလူဤသန္ဓရာဟာဘုဂုစေဘရဲ့လာပါရှိပါလို့ယုံနာငါလည်းခေါ်တယ်နိဗ္ဗာန်ငါလည်းခေါ်တယ်အဲအရှိကံယုံနာနဲ့နိဗ္ဗာန်ကိုအာယုံလို့သိရင်ကွာအာရမဏိကသည်မဉဏ်ဖြစ်တယ်ကွာနိဗ္ဗာန်တော်ရဲ့ယထာဘဝရောက်တယ်ကွာဟုတ်လား နန်စိတ်ကအစဉ်မှန်ရိပ်လို့ဘယ်ခါတွင်မှယံရှင်ကတံပညာငယ်နဲ့တဒနာဧကန်တော့လည်းမရမှာတော့ဟောမင်းတို့ဒီဒီခွင့်ရတဲ့ယုံနံတွေကအရေးကြီးလို့ဘယ်ချိန်ကြမှသိမှာတော့ဒီတဒနာဇီဝနဘုက္ခလနိဗ္ဗာန်သွားလမ်းပြမြေပုံမင်းတို့နိဗ္ဗာန်ရခြင်းကွာတဲ့ဒီတဒနာဇီဝနဘုက္ခလဆိုတာဒီတဒနာဇီဝနဘုက္ခလဆိုတာနိဗ္ဗာန်သွားလမ်းပြမြေပုံပဲကွာတဲ့ဘုက္ခုဆိုရရင်နိဗ္ဗာန်သွားလမ်းပြမြေပုံဒီဝင်ဟောခဲ့တယ် ကျွန်တော်လည်းနားထောင်ခဲ့တာပဲဒါပေမဲ့အတိတ်ပဲမသိခဲ့ဘူးပြောပြပေးမယ်သဗ္ဗရိတာမရှိဘူးသဘောကြီး။ယုံနာကိုပိုင်းခြားတဲ့ပညာတွေမရမရတဲ့အတွက်ဆင်းရဲကြတာဖြစ်ပါတယ်သဘောကြီး။အဲဒါဆိုတော့အခုဟလာအဓိကပေါ့နော်အာဒါလည်းကြုံရိုက်လို့ပေါ့ဒါအမြင့်တဲ့ပုံကိုယ်တွေအခုနိဗ္ဗာန်ချမ်းသာနဲ့နေနိုင်တဲ့မနေနိုင်သေးတဲ့ပုံကိုယ်တွေတော့ထားပါတော့နေနိုင်သေးတဲ့ပုံကိုယ်တွေများအတွက်ပြောမယ်ဆိုရင်ပုံနည်းပဲလမ်းမိတယ်ဟလာဥပုက္ခနဲ့ကြာကျွန်တော်အခုနိဗ္ဗာန်ချမ်းသာနဲ့နေပါတယ်ရှားတယ် နေတဲ့အခါကျတော့အာယုံတွေရက်နေတယ်လို့ပဲဆရာရဲအဲ့ဒါကျွန်တော်မှားလမှန်လားဆိုတာပြောပြပေးပါဆိုတော့လမ်းပြီးတော့မေးပါတယ်အဲမေးတဲ့အခါကျတော့ကျွန်တော်ပြောတယ်ဘာပြောလဲဆိုတော့ဟာလားဥိက၄မျိုးရှိတယ်အာယုံမမီစိတ်ထီးထီးနေနည်းဥိကအာယုံကတုံညလို့မြင်ပြီးအာယုံကအစင်မရှိလို့သိမယ်ဆိုရင်အာယုံကမမီပဲနေနိုင်ပြီဆိုရင်အဲ့ဒီဟာလားကတညာနဲ့နေတာဖူညာနဲ့နေတာမှန်ပါတယ် အာယုမမိစိတ်ထီးထီးနေနည်းဥေကကိလေမမိစိတ်ထီးထီးနေနည်းကိလေသာတွေကတော့မဖြစ်အောင်လုပ်လို့မရဘောနေမှာပဲပေါ်နေပေမဲ့အဲ့ပေါ်နေတဲ့ကိလေသာတွေကသစ္စာလေးပါးတပြိုင်တည်းပါလို့ကျွန်တော်တို့ကမြင်ခွင့်ရပြီဆိုလို့ရှိရင်ဟလာကိလေသာတွေမှာကိလေသာသဘာဝ၄မျိုးရှိတယ်ကိလေသာအမှန်တရား၄မျိုးရှိတယ်ကိလေသာသည်အရှိထားလို့ရှိရင်စင်ရဲ့ကြောင့်ထာဝရမှန်တယ်ဘုရားပွင့်ပွင့်မပွင့်ပွင့်ထာဝရမှန်ကန်နေတဲ့သစ္စာ ်ပြည်တော်ရှိထားတဲ့တတ္တဝါအကုန်လုံးဟာစင်းရဲကြောင့်အမှန်တရားသူရှိထားတဲ့ပုဂ္ဂိုလ်တိုင်းစင်းရဲတာလည်းပဲဖျားပွင့်နေဖြစ်စေမပွင့်နေဖြစ်စေခဏမှန်တော့ထာဝရမှန်တယ်အဲစင်းရဲခြင်းဒီထာဝရမှန်တဲ့သစ္စာတရားဖြစ်တယ်ဒါကအဲ့ကိလေသာတွေဟာဟာလာတုံညပါအတိပါအရှင်မဟုတ်ဘူးဣတ္တတနာဇီဝပုဂ္ဂိုလ်တော်လည်းမဟုတ်ဘူးအာယုန်ကြီးပါလို့သိရင်အဲ့ကိလေသာတွေအရှင်မရှိလို့သိရင်လည်းပဲအဲ့ကိလေသာမင်းငိမ့်တာဒီဖျားပွင့်ပွင့်မပွင့်ပွင့် ်ဖာရမန်ကန်နေတဲ့တစ္ဆာတရားဖြစ်ပါတယ်ဒါနိဗ္ဗာန်တစ္ဆာတရားနောက်ကမရှိပေမဲ့ဖြစ်နေတဲ့အိုက်ကိလေသာတွေဖြစ်နေတဲ့ကိလေသာအရေးကြီးတာမှန်တယ်ပုဂ္ဂိုလ်တော်လည်းမဟုတ်ဘူးပြုစုလည်းမရှိဘူးခါးသူလည်းမရှိဘူးအပြစ်လည်းမရှိဘူးစင်ကြယ်တဲ့တရားတွေသာဟုတ်ပါတယ်သိရင်မကတစ္ဆာနေတယ်မှန်ပါတယ်သဘောတရားနော်ဒါအိုက်ကိလေသာပေါ်မှာတစ္ဆာ၄ပါးလုံးသူ့ရဲ့ကိလေသာကျွန်တော်တို့အခုသိတာကိလေသာစင်ရဲကြောင်းလို့သိတယ်စင်ရဲတဲ့တရားလို့သိတယ်စင်ရဲချုပ်ရလို့မသိဘူး စင်ကြဲတဲ့တရားလို့မသိကြဘူးကိလေသာကိုရန်သူဖြစ်ပဲတပတ်သားမြင်ပြီးတော့မိတ်ဆွေဖြစ်မမြင်နိုင်ဘူးကိလေသာရန်သူဖြစ်မြင်အဝိဇ္ဇာရှိတယ်ကိလေသာရှိတယ်ဒုက္ခရှိတယ်တန်တရားလည်းမယ်အကိလေသာကိုမရှိဘူးလို့သိရင်အဝိဇ္ဇာမရှိဘူးဒုက္ခချုပ်တယ်နိဗ္ဗာန်မြင်မယ်အကိလေသာကသစ္စာနှစ်ပါးနဲ့ထိုက်တဲ့နေရာမဟုတ်ဘူးသူသစ္စာဝိနိမုတ်တော်ဓမ္မနာမနတ်တိ စ္စာ၄ပါးမှလွတ်တဲ့တရားဘယ်နေရာမှမှမရှိဘူး။အာယမပေါ်တဲ့စိတ်ဆွေသိယုတ်မန္တနာသည်စ္စာ၄ပါးလုံးတရှိနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဤတာပေါ်မှာစ္စာ၄ပါးလုံးပြည့်စုံစွာမြင်နိုင်ခဲ့မယ်ဆိုရင်အရိယာတွေခံစားတဲ့နိဗ္ဗာန်ချမ်းသာကိုအရိယာတို့ခံစားသလိုတေချာပေါက်ခံစားနိုင်မှာဖြစ်ပါတယ်သဘောတရား။နော်ဒါမှမလို့ဟလာအတူလုံနေမဖို့ငွေကိုမရလင်ညာစင်ရဲ့ပွားကြီး။ယုတ်တစ္စာ၄ပါးမလုပ်ပါနဲ့။စ္စာ၄ပါးမြတ်တရားစ္စာ၄ပါးလုံးမှာမြင့်မြတ်တဲ့တရားကြီးလို့လုံးကြပါ။ ။ဒါကြောင့်လဲဆိုတော့အဝိဇ္ဇာကင်းသွားတဲ့အခါမှာသမုဒ္ဒေသဒုက္ခသစ္စာလည်းမြင့်မြတ်ပါတယ်။စင်ကြယ်ပါတယ်။တန်ရှင်းပါတယ်။သူ့အဲ့လိုမြင်နိုင်တယ်မြမိတ်ဆွေလိုမြင်နိုင်တယ်မြအဝိဇ္ဇာရှိမယ်။တန်တရားလင်မယ်။ဒုက္ခတွေ့မယ်။ခုနသည်အနန္တကိုဖြတ်သန်းလိမ့်မယ်။တောင်သစ္စာ၄ပါးလုံးကိုကြပြိုင်နဲ့မြင်နိုင်တဲ့အသိပညာရရှိကြမှသာလေတန်ត្រာခရိယာနေဖျက်မြောက်ကြပြီးတော့ချမ်းသာကွင် ရရှိကြမှဖြစ်ပါတယ်အဲတော့ အဲ့ဒီကိလေသာတွေမြင်ရပြီးတော့ဟာလာကိလေသာနဲ့လွတ်ပြီးတော့နေတယ်။ဒါကြောင့်ကိလေသာနဲ့လွတ်တာလေ။ဟာလာကိလေမမီစိတ်ထီးထီးနေနေခွေးကဆိုကိလေသာဘာကြောင့်လွတ်လဲ။ကိလေသာမရှိဘူးလို့သိရင်ကိလေသာလွတ်တာပေါ့။အဲကိလေသာဖြစ်တဲ့ကိလေသာစင်ကြယ်လို့သိရင်ဒါကိလေသာလွတ်တာပေါ့။အဲကိလေသာရှိတယ်ငါမှဆိုတော့အဲ့ဒါအဝိဇ္ဇိယထားပေါ်မှာပဲအဲ့ဒါညှိပြီ။စင်ရဲ့ပြီတပေါ်လေး။သူဘာကြောင့်ကိလေသာမလွတ်နိုင်တာလဲ။ရှိတယ်လို့ထင်လို့မလွတ်တာ။ ပေးရမယ်ဆိုလို့မလွတ်တာအပြစ်မြင်လို့မလွတ်တာမလို့ခြင်းလို့မလွတ်တာအဲ့ကလေးသာကြီးကမရှိပါဘူးရှင်းနေတာစင်ကြယ်ပါလို့သိဒီကလေးသာမြင်ရပါမယ်လွတ်ပြီလေအဲ့မြင်ပြီးကြီးတဲ့လူရဲ့မြင်ပြီးလွတ်တဲ့လူရဲ့ဘာကွာလွတ်တယ်ဆိုတော့ကလေးသာမဖြစ်မှလို့တွေးနေတယ်ကလေးသာဖြစ်နေရဲ့ကလေးသာကိုမြင်နေလေမြင်ပြီးကြီးတဲ့လူနဲ့မြင်ပြီးလွတ်တဲ့လူဟာဘာကွာတယ်အဝိဇ္ဇာနဲ့အဝိဇ္ဇာကွာပါတယ်ကလေးသာမမြင်ရတော့ကလေးသာလွတ်တယ်ပြောတာမဟုတ်ဘူး ကိလေသာမြင်ပြီးတော့ကိလေသာလွတ်တဲ့ပညာကိုဝိမု ക്തി ပညာလို့ပြောတာဖြစ်ပါတယ်။ကိလေသာဟလာကိလေမမြင်စေတိတိနေတိဝိကာဆိုကိလေသာမမြင်ရတော့မှလွတ်တဲ့တင်တသက်လုံးမရှာနဲ့တွေ့မှာမဟုတ်ဘူး။ကိလေသာမြင်ပြီးတော့ကိလေသာဘလို့လွတ်တယ်လဲနားလဲအောင်ကြိုးစားပါ။ကိလေသာမြင်ပြီးတော့အဲ့လေကိလေသာမရှိဘူးလို့သိရင်လွတ်ပါတယ်။အဲ့မြင်တဲ့ကိလေသာအရေးကြီးစင်ကြလို့သိရင်လွတ်ပါတယ်သဘောတရား။နော်ဒါမှမဟုတ်ကိလေမမီးဘူးဆိုတာဘာကိုပြောတာလဲကိလေသာမရှိဘူးလို့သိတာကိလေသာမမီးတာပါ လိဒာမြင်ရလဲကလိဒာကိုစင်ကြလို့သိရင်ကလိဒာလွတ်တာပါအဲ့ဒါဆိုရင်အရိယာများအဲနေတိုင်းကျင့်သုံးတဲ့ဟလာနေနိထိုင်နေတဲ့ကျွန်တော်ကျမတို့နေတိုင်းကျင့်သုံးနေတဲ့အသိပညာတွေဟာသဗ္ဗုဒ္ဓမြတ်ဒီပါလေကလိဒာလက်ကနေလွတ်ခွင့်ရပါတယ်သဘောတရား